ကျွန်တော်တို့ကောင်းဆောင်မှုအတိုင်းမှာပြဿနာကြုံလာတဲ့အခါမှာကျွန်တော်တို့ဟိုလူတယောက်ကိုချီနှောင်မိတာတို့လူတယောက်ကိုခါတီးမိတာတို့ကျွန်တော်လှုပ်ဖို့ကံဖက်ချင်းနေမှာနှလုံးသားဟိုသူကိုမချေနှက်တာတို့တို့ဘာလို့ဖြစ်သွားပြီဆိုရင်အဲ့ဒီသာသနာကအစမပြေတော့သူအဖြစ်စီးစင်းလာတဲ့သူနှပေးမှာရှိတဲ့သူတွေလည်းအဲ့ဒီယောဂါကူးဆက်သွားတယ်ကျွန်တော်တို့ရဲ့ဒီကောင်းဆောင်ကနေစီးစင်းသွားတယ်ကျွန်တော်ဒီနေ့စံစာမှာဘု து အကြောင်းတွေ့ရလဲဆိုတော့ ဒေဘောရာပရောဖက်မကြီးဒေဘောရာတရားသူကြီးမတ်စာမှာပရောဖက်မကြီးဒေဘောရာကယန်သူလက်ထဲကိုဣသရေလလူမျိုးတွေရောက်နေတဲ့အချိန်ပရောဖက်ဒေဘောရာကဘာပြောလဲဆိုတော့သူ့ရဲ့နိုင်ငံကဘာရက်ဆိုတဲ့လူ ပြောကြည့်အောင်ဘာရက်အဲ့ဒီဘာရက်ကိုဘာလုပ်လဲဆိုတော့ပရောဖက်မကဘာပြောလဲဆိုတော့ဘာရက်မင်းကိုဘုရားသခင်ကယန်သူတွေကနေမှကယ်ထုတ်ဖို့အတွက်ဒီလူမျိုးကိုကယ်ထုတ်ဖို့တဲ့မင်းကိုဘုရားခေါ်တယ်တဲ့ ဒါကြောင့်မို့မင်းတယောက်တည်းမတိုက်နဲ့လူတစ်တောင်းငါစုပေးမယ်တဲ့လူတစ်တောင်းမင်းနောက်လိုက်ပြီးတော့မှဖယားသခင်ရဲ့အလိုတော်ဖြစ်တဲ့မင်းကဒီလူမျိုးတွေကိုဣတရီလလူမျိုးတွေကိုရန်သူလက်ထက်ကနေကယ်ထုတ်ပါဒါဖယားရဲ့အကြံစီပဲတနည်းပြောမဆိုဒီတိုက်ပွဲကဘသူတိုက်ပွဲလဲဆိုဘာရက်ရဲ့တိုက်ပွဲဖြစ်တယ်ဒါပေမဲ့ဘာရက်ကဘာလုပ်လဲလို့ပြောရင် तू တိုက်ရမဲ့တိုက်ပွဲကို तू မတိုက်ပဲနဲ့ကိုတော့တဲ့ ိုတော့ကျွန်ုပ်နဲ့အတူမလိုက်ရင်ကျွန်တော်ဒီတိုက်ပွဲကိုမတိုက်ပါဘူးတခါတလေကျွန်တော်တို့ကကိုကိုဖျားခိုင်းတဲ့အရာကိုကျွန်တော်တို့ကလူတွေကိုဘ ਹੁ ပြုမိတတ်ကြတယ်တကယ်တမ်းကျတော့ဒါကိုကိုဖျားပေးတဲ့ယူပါယုံပဲတခါလီကျွန်တော်တို့အမှုတော်ဆောင်တဲ့အခါမှာဘသူကခိုင်းလို့ဘသူကလှုပ်လို့ဆိုတာမဟုတ်ဘူးလေအားလုံးကကျွန်တော်တို့အားလုံးကကိုကိုဖျားကခေါ်ခဲ့တော့ကြောက် ဒီယူပါယုံကိုကိုကိုဖျားပေးခဲ့တော့ကြောက်တင်းရဲ့တိုက်ပွဲတင်းလုတ်ကိုလုတ်ရမယ့်အရာဖြစ်တယ်အဲ့ဒီအရာကခါလီကကျွန်တော်ရဲ့နှလုံးသားတွေကဟာငါတို့ကိုလုတ်တဲ့အလုတ်တခုကိုကိုဖျားခိုင်းတဲ့အလုတ်ကိုမိပြီးတော့မှ तू ကကူညီရမယ် तू ကငါ့ကိုဖေးမရမယ် तू ကငါ့ကိုဒီလိုလုတ်ပေးရမှာပေါ့ဆိုပြီးဒေဘောရာကိုသွားပြီးတော့မှအားကိုးတဲ့အခါမှာဒေဘောရာကတော့ဘာပြောလဲဆိုတော့ပရိုဖက်မှာသူ့ဆရာမလေးဝိညာဉ်ကောင်းဆောင်ဆိုတော့ အေးလိုက်ပေးမယ်တဲ့မင်းနဲ့ငါအတူတူလိုက်ပေးမယ်တဲ့ဒါပေမဲ့မင်းကမင်းတိုက်ပွဲကိုမင်းမတိုက်တော့ကြောက်တင်းဒီလမ်းလိုက်ဂုံအတရီကိုမရရမင်းမှာဘုံအတရီမရှိဘူးတော့တဲ့ငါလိုက်ရင် so the body ဖျားကျွန်တော်ကိုပေးတဲ့ယူပါယုံသည်ကျွန်တော်တို့နဲ့ပဲဖျားကအလုံးလုံးမှာဖြစ်တယ်တင်ကိုဖျားပေးသောယူပါယုံကိုတင်ကိုယ်တိုင်စိတ်ချပြီးတော့မှအဲ့ဒီအရာပေါ်မှာဖျားကိုယုံကြည်ခြင်းနဲ့ ပူပေါင်းပြီးတော့မှလှုပ်ဆောင်တော့ကောင်းဆောင်ဖြစ်ဖို့ဖရားမျော်လင့်တာဖြစ်တယ်။တရားတစ်ခါတည်းကျွန်တော်လက်သွဲကြတယ်လှုပ်ဆောင်ကြတဲ့အခါမှာတချို့သောအရာတွေကကျွန်တော်ယူပါယုံရထားသောကြောင့်ကျွန်တော်လောက်ဘယ်သူမှခံစားပေးဖို့ဆိုတာမရှိဘူး။ကျွန်တော်ကိုဖရားပေးသောယူပါယုံဖြစ်သောကြောင့်ကျွန်တော်လောက်ဘယ်သူမှတင့်ကိုစားလာပြီးအဖို့ကပေးမဲ့လူရှိမှမမမျော်လင့်နဲ့လား။တင်ကိုတိုင်ဖျားကတင့်ရဲ့အထဲကနေအလုတ်သွားမဲ့တိုက်ပွဲဖြစ်တယ်ပြောရအောင်အဲ့ဒါငါတိုက်ပွဲဖြစ်တယ် ငါရဲ့ယူပါယုံဖြစ်တယ်။ဖခင်ငါကိုလှုပ်ခိုင်းတဲ့အလုပ်ဖြစ်တယ်။အာမင်။အာမင်။ဒါကြောင့်ကျွန်တော်တို့ကတခါလီကြရင်ဖခင်သခင်ပေးတဲ့အတိုင်းအမြုံထဲမှာနေတဲ့အခါမှာကိုယ့်ရဲ့ဝိညာဉ်ရေးရာခေါင်းဆောင်တွေတခါလီမစ်ရှင်ဒါရိုက်တာတွေဆရာဆရာယောတို့လည်းမစ်ရှင်ဒရိုက်တာဖျားခွဲကန်လို့ဒီညမှာတင်းတို့ကိုကူညီဖို့ပေးမဖို့လောက်ပဲဒါမဲ့အသေးစိတ်လာလုတ်ပေးနိုင်မှာမဟုတ်ဘူး ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်တို့အားလုံးကိုချစ်တယ်တကယ်အကုန်လုံးကိုချစ်တယ်အောင်မြင်စေချင်တယ်ကျွန်တော်အကုန်လုံးကိုအောင်မြင်စေချင်တယ်ဗျာတကယ်ကိုတကယ်ကိုမအောင်မြင် မအောင်မြင်တဲ့အားနည်းနေတဲ့နေရာတွေတွေ့ရင်ဘသူကိုပဲစိတ်ဆိုးရမလို့လို့ပြောချင်တာအရင်အောင်မြင်စေချင်လို့အကြောက်လဲလို့ပြောဘဝမှာအဖိုးကတွေများစွာပေးပြီးသာသနာတစ်ခုမှာနှစ်10နှစ်15နှစ်အချိန်ပေးပြီးသာသမီတွေလည်းပညာရေးတွေလည်းကောင်းအောင်မတက်ရဒီလိုမျိုးပေးပြီးတော့မှဟိုး မောင်မြင်နေတဲ့အမှုတော်ဆောင်များတွေ့ရင်လည်းကျွန်တော်စိတ်မကောင်းဘူး။ဘာကြောက်လဲ။ကျွန်တော်တို့အဖိုးခါတွေအများကြီးပေးတာပဲ။ဘလောက်ပဲတခါလေးကျွန်တော်ကိုယ်တိုင်ခေါင်းဆောင်တယောက်ကကိုချင်းစာပြီးတော့မှအယောက်အောင်မြင်စေချင်ပေမဲ့ကျွန်တော်တို့ကတင်လောက်တော့ကျွန်တော်ကအဲ့ဒီနေပဲမှာတင်ကိုစားလာလုတ်ပြီးလို့မရဘူး။ဘာကြောက်လဲလို့ပြောဘုရားသခင်အင့်ကိုအဲ့ဒီယူပါအောင်တင့်ကိုပေးတာ။ဘာရက်ကိုဘုရားကဒီဘောရကမင်းကိုဘုရားအမှခေါ်လဲဆိုတာ။ဒါကြောင့်ချစ်တော်ညီကောင်မတို့ ကျွန်တော်ကိုယ်တိုင်လည်းဒီကချင်ပြည်နယ်ကိုအစပြုတဲ့အခါမှာအခက်အခဲတွေအများကြီးရှိတယ်။သာသနာပြုတွေကိုဆေလွတ်တဲ့အခါမှာဆရာဇဘီနဲ့ဆိုကျွန်တော်ခဏခဏစကားပြောတယ်။ဆရာကျွန်တော်တို့သာသနာ20 30စနေပြီ။ရန်ကုန်ကနေလည်းနည်းနည်းပါးပါးကျွန်တော်တို့ဒီသာသနာပြုနယ်ပယ်တွေကိုကူညီဖို့နည်းနည်းပါးပါးကျွန်တော်ရဲ့မြစ်ကြီးနားရဲ့ဝန်လေးတွေကိုထမ်းပေးဖို့ပါညာအရေးအမွက်ကလေးတွေပြောတယ်လေ။ဒါမဲ့လုံးဝ လုံးဝအဲ့ဒီအနဲ့အသိပဲကိုတိတ်သဘောမပေါက်ဘူးဖြစ်နေစာဆက်စပ်ပြီးအချမ်းစာအနဲ့ဖွင့်တာအရင်ကောင်းပေမဲ့အဲ့ဒီနေရာမှာတိတ်အဲ့ကျွန်တော်တို့လည်းယုံကန်နေတာနာပြူတွေကိုအတတ်နိုင်ဆုံးလုပ်ပေးခြင်းနဲ့ဒါပေမဲ့ဒါမဲ့တပြေးပြေးကျွန်တော်သဘောပေါက်လာတဲ့အရာကတချို့ကျွန်တော်ကျွန်တော်ပထမအဦးဆုံးလက်တွဲတဲ့သူဆိုရင်လဲဆရာကျန်သားဆရာကျန်သားဆရာငယ်လေး ဆရာကျန်သားလည်းသူအေဂျီမှာသူကျန်သားကြောင်းတက်ပြီးတော့တရုတ်ပြည်ကိုတာနာတော့ပြုမယ်ဆိုပြီးတော့ပြန်ထွက်သွားပြန်ရောပထမဦးဆုံးစခဲ့တဲ့ဆရာကလည်းလက်ထွက်သွားတဲ့အခါကျတော့အယံကိုစိတ်ထဲမှာမကောင်းဖြစ်ဟာငါနဲ့သူလက်တွဲတဲ့ဒီဆရာဘာဖြစ်လို့တယောက်ထဲငါတို့ကိုထားခဲ့တယ်လဲဘုရားသခင်ကလည်းမေးတယ်ပြီးကိုကူကူလည်းစိတ်သက်ကြတယ်လို့ဘာလို့နည်းနည်းဖြစ်ချင်တယ်ဒါပေမဲ့ဘုရားကဘာပြောလဲဆိုတော့အဲ့ဒါသူ့တိုက်ပွဲမဟုတ်ဘူးလေ မင်းငါခေါ်ခဲ့တာမင်းငါယူပေါင်းပေးခဲ့တာအဲ့ဒါမင်းတိုက်ပွဲမင်းလောက်ရမှာအဲ့ဒါကျွန်တော်သဘောပေါက်သွားတယ်မှာအိုးဟုတ်တယ်ဖိယသခင်ကျွန်တော်ကိုပေးတဲ့ယူပါယုံကကျွန်တော်တို့အားဖြင့်ပဲလလုံးမှာဒါကြောင့်မို့ဟိုလူပေါ်မှာမျောလင့်တာဒီလူပေါ်မှာမျောလင့်တာမျောလင့်တဲ့အခါကျတော့တခါလီကျရင်နာကျင်စရာတွေဖြစ်လာတယ်ဒါကြောင့်မို့ ီလိုပြောတဲ့အခါမှာကျွန်တော်တို့ဝိညာဉ်ကောင်းဆောင်များကကျွန်တော်တို့ကိုကူညီမယ်ဖေးမှာမယ်ဆုတောင်းပေးမယ်ယက်တီပေးမယ်အကောင်းဆုံးယက်တီပေးမယ်ဒါမဲ့ပြည်စုံစွာသူတို့ကလှုပ်ပေးရမယ်ဆိုတဲ့စိတ်မျိုးကျွန်တော်မှာပဲတော့မှအလွတ်မြောက်ခြင်းရသွားတယ်အဲ့ဒီမှာလုံးဝလွတ်မြောက်သွားတယ်အဲ့ဒီနယ်ပယ်နဲ့ပတ်သက်ပြီးရန်လွတ်မြောက်သွားတယ်ဘသူမှကိုယ့်ဘောမှာတာဝန်ရှိတာမဟုတ်ဘူးတကယ်တမ်းကျတော့ဖခင်ခေါ်တာကျွန်တော်ဘောမှာကျွန်တော်အားဖြစ်အလုပ်မယ်ဖခင်တင့်အားဖြစ်တင့်ကိုခေါ်တော့ဖခင်တင့်အားဖြစ်လုပ်မယ်ဖခင် ဒါကိုစိတ်ချလိုက်တဲ့အခါမှာအယံလွတ်မြောက်သွားတာဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ဒါကြောင့်ဝိညာဉ်ကောင်းဆောင်နဲ့ပတ်သက်ပြီးကျွန်တော်လွတ်ချင်းကလွန်ခဲ့တဲ့15နှစ်16နှစ်လောက်ကတည်းကနေဝိညာဉ်နယ်ပယ်ကျွန်တော်ရဲ့ပေပေမအတင်းတော်နဲ့ပတ်သက်တာတွေဒီလိုပြောလို့အယံကြီးချီနောင်ပြီးမှဖြစ်နေတာကိုပြောချင်တာမဟုတ်ဘူး။အမြင်ကလေးတွေကိုပြောတာ။လုံးဝကွင်းလုံးကျွတ်အဲ့မှာလွတ်တာ။ဟုတ်တယ်။ဒါကြောင့်တံပိုးထားလာတယ်ကိုယ့်ရဲ့ဝိညာဉ်ကောင်းဆောင်တွေကို ကိုကိုဥဆောင်တဲ့လူတွေကိုတံပိုးထားလာတယ်ပို့ပြီးတော့မှသူတို့ကိုလေးစားလာတယ်ဖျားခင်ဒီလိုကောင်းဆောင်တွေပြင်ဆင်ပေးလို့အခုနောက်ဆိုရင်ကျွန်တော်တို့တောင်းစရာတော့မလိုတချို့အရာကျွန်တော်တို့ဖျားချောင်းဆောက်တာတွေပါလေဆိုရင်ကျွန်တော်တို့အတင်းတော်ရဲ့ဖျားချောင်းဆောက်တာကတိန်တောင်းနဲ့ချီတယ်လေဆရာကချက်ချင်းချက်ချင်းပဲတောင်းစရာမလိုကျွန်တော်တို့ကိုကြည်ပေးတယ်ကျွန်တော်တို့ကိုကူညီပေးတယ်ဖျားသခင်ယေရှုတော်အထူးပဲကြီးမွန်းတယ်ရန်ကုန်အတင်းတော်ဆိုလဲကျွန်တော်တို့အများကြီးကူညီတာတွေဖေးမာတာတွေအရန်ကြီး တိတ်မမျော်လင့်ပြီးတိတ်မတောင်းတဲ့အချိန်ကျမှအတကုံစီးဆင်းတာဖြစ်တယ်အခုလဲ mission conference အတွက်ဒီကျွန်တော်ဒီ mission conference အတွက်ဆို300နဲ့90လား320ဆရာမုံတောင်ကချက်ချင်းပို့ပေးတယ်ဒါတောင်းတာလည်းမဟုတ်ဘူးနော်တခါလီကျရင်ကျွန်တော်ဝိညာဉ်ရေးရမှာကိုကအရင်တိုက်ရမယ်နောက်ကနေလိုက်လာမှာဖြစ်တယ် အာမင်ဒါမဲ့လက်ကြီးလက်ကြီးနဲ့တော့မတိုက်နဲ့အချင်းကုန်နဲ့ဘသူလိုက်လာလဲငေါ့ကွလုံးဆန်ရှိတာလုံးသွားတင်းတဲ့သူဖရာအသူပါရှိမှဖြစ်တယ်တင်းတဲ့သူဖရာကတိုက်ပွဲဝင်ပေးမှဖြစ်တယ်ဟာလေလုယာဟာလေလုယာဘယ်တိုင်းရှိပြီလဲလေးစကြောအရသေးတယ်အဲအခုဒီမှာဆရာခေါင်လုံးကိုကျွန်တော်နည်းနည်းလေးပြောခိုင်းခြင်းတယ်ဘာဘာကိုပြောခိုင်းစေခြင်းလဲဆိုတော့ ကောင်းဆောင်များ အခုခင်ဗျားတို့ရဲ့ leadership မှာတချို့နယ်ပယ်တွေတချို့တန်တာတွေနည်းနည်းလေးယုံကံရတဲ့အရာလေးတွေရှိတယ်မစိုးရိမ်နဲ့အဲ့ဒါပြဿနာမဟုတ်ဘူးဆရာခေါင်လုံးကမြစ်ကြီးနားမြို့မှာကျွန်တော်နဲ့လက်တွဲပြီးတော့မှ mission rider mission ကနောက်ကိုသူတာဝန်ယူပြီးတော့မှလှုပ်တဲ့အခါမှာသူတည့်ရက်ပါပြောလာလဲဆိုတော့ကျွန်တော် ကိုဗစ်ကာလမှာအရန်ကိုအကုန်လုံးကအမှုတော်မြတ်တွေရက်ရက်ဆိုင်နေတဲ့အချိန်မှာဆရာကျွန်တော်အတင်းတော်ထောင်းခြင်းနဲ့အတင်းတော်စခြင်းနဲ့ဆရာခွင့်ပြုမလားတဲ့ဘယ်မှာထောင်းမလဲလို့ပြောတဲ့အခါမှာမြจีนာမြို့မှာတဲ့အခုတချို့သောတဏ္ဍာနယ်တွေမှာကျွန်တော် ရင်ဆိုင်ရတဲ့ပုံစံချင်းတော့မတူပေမဲ့ကျွန်တော်တို့တချို့ကိုယ့်ရဲ့ဝိညာဉ်ရေးကခေါင်းဆောင်တွေနဲ့ကျွန်တော်အလုပ်လုပ်တဲ့အခါမှာဒီသဘောတရားကိုနားလည်စေချင်တယ်ကျွန်တော်တို့ကဖျားနိုင်ငံတော်မှာတိုးပွားဖို့ဖြစ်ပေမဲ့ကွဲပြားဖို့မဟုတ်ဘူးလို့ကျွန်တော်အများပြောတယ်တိုးပွားရမယ်ဒါပေမဲ့မကွဲပြားအောင်ဝိညာဉ်ရေးရမှာ ကျွန်တော်ဖျားကအနှင်းထားတဲ့သူကနေမှ လုံနိုင်တဲ့အရေးချင်းရှိတယ်ကျွန်တော်သိတယ်။သူမှကျွန်တော်ကိုယ်တိုင်ပြုစုပြောထောင်ပေးခဲ့တဲ့လူဖြစ်တဲ့အတွက်သူဘလောက်တတ်နိုင်တယ်ကျွန်တော်ကောင်းယုံတယ်။ကျွန်တော်ကမလုံရင်တောင်လုတ်ခိုင်းတဲ့လူ။ဆရာဖုံးရမဆိုရင်တော့လုတ်မင်းတို့ဒီထက်လုတ်နိုင်တယ်လုတ်။အခုကျဆရာခေါင်းလုံးမှဝိညာဉ်ရေးကခေါင်းဆောင်ဖြစ်တဲ့ကျွန်တော်ကိုသူလုံမဲ့အရာတစ်ခုကို ခွင့်တောင်းတယ်။ကျွန်တော်ကတော့အဲ့ဒီမှာမလုတ်ပါနဲ့လို့ပြောရင်လည်းကျွန်တော်ယုံကြည်တယ်သူလုတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ဒီဝိညာဉ်ရေးရာဟာကျွန်တော်တို့ကိုဒီနေ့အသင်းတော်ထဲမှာမန်ကန်စွာဝိညာဉ်နယ်ပယ်ဝိညာဉ်လေထုတစ်ခုကိုတိဆောက်ရင်းနဲ့အမှုတော်မြတ်ကိုလှုပ်ကြတဲ့အခါမှာဒီနေ့အထီးဖရာပုံတော်ထင်ရှားတာဖြစ်တယ်။အခုရွှေညောင်ပင်တင်းတော်ဆိုရင်အောင်းအောဖွေရဖရာကအချိန်တိုအတွင်းထဲမှာ၃နှစ်၃နှစ်နနစ်နနစ်လောက်ပဲရှိသေးတယ်ကြီးစန်းနနစ်အတော်အတွင်းထဲမှာဖရာကြောင်းရောပိုင်တယ် အခုဆိုအတူလန်ဆရာတူခေါင်ထားပါအောင်အတူလန်ဆရာတူကြောင့်လက်ခုပ်ဆရာတူခေါင်လည်းလက်ခုပ်တီးပါအောင်ဆရာတူခေါင်အတူလန်သာသနာတခါရဲအောဖွေဖေယကောင်းကြီးပေးတယ်ဆရာတူခေါင်လည်းအခုတော့လူပြိုကြီးမဟုတ်တော့ဘူးသူလည်းဆရာမလည်းထားပါအောင်ဆရာမရှိလားအာအဲ့ဒါဆရာတူခေါင်ရဲ့ဇနီးဖြစ်ပါတယ်ဂျေဆုတင်တယ်ဆရာနဲ့ဆရာမဂျေဆုတင်တယ်ကြည်ညီကောင်မတော်နားထောင်ပါ ဆရာခေါင်လုံးကမန်ကန်သော leadership တခုကိုသူတည်ဆောက်ပြီးတော့မှ သူဟာအခုရွှေညောင်ပင်မှာ FG ရဲ့အသင်းတော်ရဲ့တင်းအုပ်ဆရာတယောက်နဲ့ရက်တည်ပြီးတော့မှ သူဥဆောင်တဲ့က healthy ကျန်းမာတဲ့ကောင်းဆောင်မှုတခုကိုသူဟာမန်ကန်စွာဥဆောင်သောကြောင့်သူနဲ့လက်တွဲသောသူတွေအများကြီးကလည်းဒီနေ့ကျန်းမာသောကောင်းဆောင်များကိုပြန်လည်မွေးထုတ်တာဖြစ်တယ်။တချို့သောကောင်းဆောင်တွေက ကွဲပြားမှုကိုဥဆောင်တဲ့ကောင်းဆောင်သည်သူ့ရဲ့နောက်မှာကွဲပြားခြင်းကပြန်လိုက်လာမယ်။ပုံကံသောစိတ်ဝိညာဉ်သည်ပုံကံသောစိတ်ဝိညာဉ်တဘောကိုဆက်တဲ့ဆောင်မျိုးစေ့။အဲ့တော့ကျွန်တော်တို့မြကျနာအသင်းတော်အနေနဲ့အသင်းသားမိသားစုနှစုတောင်ကျွန်တော်ပြောတယ်ခမရတို့ဒီကိုမလာနဲ့တော့ဆရာကောင်လုံးစီမှာအဲ့ဒီမှာပါဝင်အဲ့မှာအသင်းတော်စလှုပ်စောအခုဖေကျွန်တော်တို့ကိုလာကျန်းသာចောင်းသားတွေတခုခုလှုပ်ကြမယ်ကင်ကြမယ်ဆိုရင်ကျွန်တော် ရွှေညောင်ပင်အသင်းတော်ဂျရမီဂျီနာမှာဆိုအခုအသင်းတော်၃ပါးဖြစ်တော်မယ် I come ထပါအောင်အေးဒီမှာကျွန်တော်နန်းကွေနန်းကွေအသင်းတော်နန်းကွေလည်းပဲနေ့ရှိသွားလေနနေ့ရှိပြီနန်းကွေအသင်းတော်လည်းနနေ့ရှိလာပြီကျွန်တော်မြကျင်းနာမြို့ထဲမှာပဲ FG ရဲ့အသင်းတော်အခု၃ပါးရှိတော်မှာဖြစ်တယ်မကြခင်လည်းထပ်ပေါ်လာမှာဖြစ်တယ်ဟာလေလုယာဒါရီအစ်ကျွန်တော်နဲ့အမြဲတမ်း မိသားရရှိတယ်ပြီးတော့အင်္ဂါဘုသူဆိုသူတို့ဖျားချောင်းကိုလာတယ်ဒါပေမဲ့သူတို့ရဲ့သူတို့ရဲ့ယူပါယုံနဲ့သူတို့ပဲကျွန်တော်စီစီလုံးလုံးသွားကြတယ်ဆက်ကောင်းလုံးခဏလေးလာပြီးပါအောင်ဆက်ကောင်းလုံးနည်းနည်းယင်ထဲမှာရှိတာလေးပြောပါအောင်ယင်ထဲမှာရှိတာလေးတွေပြောတော့ငိမ့်ချမ်းသွားအောင်ကျွန်တော်နဲ့ဘလို့လက်သွဲခဲ့ကြလဲပြီးတော့ဆရာရဲ့ကျွန်တော်ပုံမှာထားတဲ့စိတ်သဘောထားလေးလည်းဒီမှာရှိတဲ့လူတွေအားလုံးကောင်းကြီးဖြစ်အောင်ပြောပြပါအောင်ဆရာကောင်းလုံးလက်ခုပ်တီးပြီးကြိုးဆိုပါဦး တော့ဟိုကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဟိုကျွန်တော်ရဲ့ဝိညာဉ်ကောင်းဆောင်ဟိုဆရာချီမီကကျွန်တော်ရဲ့ဘဝမှာပထမဦးဆုံးဝိညာဉ်ရေးရာကိုပဲ့ကင်ပေးခဲ့တဲ့ကောင်းဆောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့လူတွေကိုလည်းအများတန်းပြောလို့ရှိတယ်ပေါ့နော်ဟိုကျွန်တော်ဘဝမှာပထမဦးဆုံးဟိုမျောလင့်ရာမဲ့နေတဲ့အချိန်မှာဟိုကိုယ်ကနဲ့ကိုယ်တော်မှာပေါ့ဗျာနော်ဟိုအနာဂတ်မှာဘာလုပ်ရင်ကောင်းမလဲ ဘလို့များဆက်ဖြစ်မလဲဆိုတဲ့အကိုဘာမှမသိတဲ့အချိန်မှာကျွန်တော်ဆရာရှင်မှာရောက်ခဲ့တာပေါ့နော်ဟိုရောက်ခဲ့ပြီးမှဟိုအကောင်းဆုံးဟိုကျွန်တော်ရဲ့ဘဝအနာဂတ်မှာဟိုဖရာရဲ့အကြံစီဖရာပေးမဲ့ယူပါယုံတွေကိုလမ်းဖွင့်ပေးခဲ့တာပေါ့လေနော်လမ်းဖွင့်ပေးခဲ့တယ်ဟိုကျွန်တော်ကတော့ဘာမှတော့နားမလည်ဘူးအဲ့ဒီတုန်းကဆရာနဲ့အတူတူရှိခဲ့တယ်ဟိုခုနဟိုဒီမနေ့လေဟိုတနေ့လေဆရာရောပြောသလိုပေါ့နော်ကျွန်တော်စခဲ့တဲ့အခါကျတော့ ကြည်လိုက်ရင်အရာရာအားလုံးကဟိုမရေရာမတေချာတယ်လို့ဖြစ်တယ်။ဒါပေမဲ့အဲ့ဒီတုန်းကလည်းပဲဘုရားကြီးစုတော်ကြောင့်ကျွန်တော်ဆရာမြတ်တန်းပြောတယ်လို့ဟိုစခဲ့တဲ့အခါမှာဘလို့အောင်မြင်ရမယ်ဟိုဘယ်အတိုင်းတာ ठी ဟိုကြီးလာရမယ်ဆိုတော့အဲ့ဒီဓာမျိုးတွေဘာမှနားမလဲဘူး။ဟိုနားလဲတာကငါတို့ကိုဘုရားချစ်တယ်။နော်။ဟိုငါတို့ဒီနေ့ဘုရားရဲ့ကြီးစုတော်အထဲမှာမယိုင်မလဲပဲနဲ့ဟိုပြန်လာနိုင်တယ်ဆိုတော့ကိုယ့်အကိုကျင်နဲ့နေတာ ဟိုအဲ့ဒီစိတ်လေးနဲ့ကိုဘုရားရဲ့အမှုတော်ထဲမှာဟိုပါဝင်ခဲ့ကြတာပေါ့နော်ဟိုပါဝင်ခဲ့ကြတယ်ပြီးရင်ကျွန်တော်ဆရာကလည်းအကောင်းဆုံးကျွန်တော်ကိုလက်တွဲဆွဲခေါ်တယ်ပြီးရင်ကျွန်တော်ကျွန်တော်ဆရာနဲ့နှစ်ပေါင်းများစွာနေခဲ့တာဖြစ်တယ်ဟိုနေခဲ့တဲ့အခါခေါင်းဆရာပြောတယ်လို့ကျွန်တော်နားလေတာတခູ່ကဟိုခေါင်းဆောင်ကိုကျွန်တော်တံပိုးထားတယ်ပြန်ကောင်းဆောင်နဲ့ကျွန်တော်ကြားထဲမှာဒီဆက်နွယ်မှုကိုပေါ့လေနော်ဟိုအထီးခိုက်အနာတရဖြစ်မှာအရန်စိုးရင်တဲ့ ဟိုဘာကြောင့်လဲဆိုတော့ဟိုခေါင်းဆောင်တခါတလေမသိရင်တောင်မှကိုယ့်ဘက်ကနေတခါတလေစိတ်ကလေးတစ်ခုခုဖြစ်မိရင်တောင်မှဟိုကိုယ်ကမလွတ်မြောက်ဘူးဖြစ်တာတကယ်တမ်းကျတော့ကိုယ့်ရဲ့ခေါင်းဆောင်ကတော့ဘာမှမသိပါဘူးဒါမဲ့နောက်ပိုင်းမှာပို့နားလေလာတဲ့အခါတော့ဟိုခေါင်းဆောင်နဲ့ကိုယ့်ရဲ့ကြားထဲမှာဝိညာဉ်ရေးရာကအများကြီးကြားမှာပို့လို့တယ်အများကြီးဆက်နွယ်မှုကောင်းဖို့လို့တယ်ဟိုဘာကြောင့်လဲဆိုတော့ဟိုခေါင်းဆောင်ရှိကနေဘုရားသခင်ကအလုတ်လုတ်တဲ့ ဟိုအတိုက်အညုံထဲမှာကျွန်တော်ကသွားနေတာဖြစ်တဲ့အတွက်ကြောင့်ဟိုခေါင်းဆောင်နဲ့ကျွန်တော်တို့ကြားထဲမှာအများကြီးဝိညာဉ်ရေးရာမှာကြားမှာဖို့အတွက်လိုအပ်တယ်ဆိုတော့ကိုကျွန်တော်ပို့ပြီးမှနားလည်လာတယ်အဲ့ဒါကြောင့်ဟိုကျွန်တော်အမှုတော်ဆောင်ခဲ့တဲ့တတန်းတလျှောက်မှာကျွန်တော်မမားဘူးဆိုရင်ကျွန်တော်ဆရာကြီးမြေခိုင်းတဲ့အလုပ်ကိုတခါမှကျွန်တော်ညင်းခဲ့တယ်ဆိုတာမရှိဘူးဟုတ်ဟိုဘာပဲပြောပြောဘာပဲခိုင်းခိုင်းဘယ်အရာပဲပြောပြောဟိုမလုတ်ချင်ဘူးမတော်ချင်ဘူးလို့တခါမှ ဟိုမပြောခဲ့ဘူးနော်တခါတလေစိတ်မပါတဲ့အခါရှိကောင်းရှိမယ်ဟိုတခါတလေဟိုအချိန်အစင်မပြေတဲ့အခါရှိကောင်းရှိမယ်ဒါပေမဲ့ဟိုကိုယ့်ရဲ့ခေါင်းဆောင်ခိုင်းလာပြီဆိုရင်တော့အမြဲတမ်း yes လို့ဖို့အတွက်ကျွန်တော်အမြဲတမ်းဆက်ကတ်တယ်ပြီးရင်ကိုယ့်ရဲ့ခေါင်းဆောင်ကဘယ်အတိုင်းတာတိဖြစ်စေချင်တယ်လဲပေါ့နော်ဟိုခုနပြောသူတို့ mission conference အလုပ်လာတဲ့အခါမှာဆရာကပြောတယ်အကောင်းဆုံးဟိုဖြစ်စေချင်တယ်လို့ပြောတဲ့အခါမှာ ကျွန်တော်တို့နားလည်တာကတော့ကိုဦးဆောင်ရင်ခုနဆရာပြောသလိုကိုလှုပ်ရမယ့်အလုပ်ကိုကိုပဲလှုပ်ရမှာဖြစ်တယ်။အဲ့ဒီခါကျတော့ဆရာက mission conference ကိုဟိုတယ်မှာလှုပ်ပါဟိုငါတို့ကတင်းတော်ကနေဘလောက်ပေးမယ်လို့ပြောတာမျိုးမှမရှိပါနော်။ဆိုတဲ့ဆိုတဲ့ခါကျတော့ဟိုကိုဦးဆောင်ရင် ကိုပဲလှုပ်ရမယ်ပြောတဲ့ခါကျတော့တခါတလေကျွန်တော်တို့ဟိုသူ့အချိန်နဲ့တူပေါ့ဗျာနော်။အဲ့ဒီအချိန်တုန်းကလည်းငွေကြေးပိုင်းဆိုင်ရာမှာထိုးဖောက်မှုတွေကလည်းဒီနေ့ဒီချိန်ထိဒီလိုမျိုးပုံစံမဟုတ်သေးတဲ့ခါကျတော့ခက်ခဲတဲ့ ယုံကံရတယ်အဲ့ဒီခါကျတော့ဟိုတယ်ဘာညာဆိုတော့ဟာဆရာဘာညာ complaint တက်ရင်လည်းအဆင်မပြေဘူးအဲ့ဒါကြောင့်မို့ကိုရဲ့ဆရာကဒါဖြစ်စေချင်တယ်ဆိုရင်ရအောင်လုပ်နော်ဟိုကျွန်တော်အဲ့လိုတင်ယူခဲ့ပါတယ်လို့အဲ့ကြောင့်မို့အခုဒီနေ့ကျွန်တော်လည်းလက်တွဲတဲ့ကျွန်တော်မှလို့ဖို့ဆောင်ဖက်တွေလည်းအရန်ပဲတော်ကြတယ်နော်ကျွန်တော်ကကိုရဲ့ခေါင်းဆောင်အောက်မှာဝန်ခံတယ်လို့ဟိုကျွန်တော်ရဲ့လို့ဖို့ဆောင်ဖက်တွေလည်းအများကြီးဝန်ခံကြတယ်နော်ဟိုဒါလို့ရအောင်ဆိုရင်လုပ်တယ်ဟိုရလို့ရအောင်ဆိုလုပ်တယ် ော်မှာကျွန်တော်ဆရာသူကျွန်တော်နဲ့လက်တွဲဖော်ဖြစ်တယ်ကျွန်တော်တငယ်ချင်းဖြစ်တယ်နော်ကျွန်တော်အရင်တုန်းကဆရာကြီးမြေအောက်မှာဝန်ခံခဲ့တယ်လို့ကျွန်တော်အောက်မှာသူဝန်ခံတယ်နော်ဟိုတခုဆိုတခု ပြောလိုက်ရင်သူလုတ်တယ်ဆိုတော့ဟိုဒီအရာတွေအားလုံးကဟိုကောင်းဆောင်အောက်မှာကျွန်တော်ဝန်ခံခဲ့တဲ့ဟိုအတီးပွင့်နေဖြစ်တယ်လို့ကျွန်တော်ဒီတက်တေခံချင်တာဖြစ်ပါတယ်အခုလဲဆက်ပြီးမှလည်းဝန်ခံနေစေဖြစ်တယ်အဲ့ဒါကြောင့်အခုဒီနေရာမှာခေါနာဆရာပြောတယ်လို့အတင်းတော်စဖို့မျိုးစိကြတာကြပါပြီ ဒါမဲ့ဆရာကိုကျွန်တော်ခွင့်တောင်းတယ်။တကယ်လို့များခုနဆရာပြောသလိုမလုပ်ပါနဲ့အောင်လို့ပြောရင်လည်းကျွန်တော်ကဆက်ပြီးမှ stop လုပ်နေမှာဖြစ်တယ်။ဒါမဲ့ဆရာကခွင့်ပြုတဲ့အခါကျတော့ဆိုအဲ့လိုခွင့်ပြုတဲ့အခါမှာလည်းပဲခုနပြောသလိုပေါ့နော်အတင်းတော်စမယ်လို့ပြောရင်ဟိုကိုကိုဘုရားတခင်ပေးတဲ့ဝန်တာဖြစ်တဲ့အတွက်ကြောင့်အတင်းတော်ကဘလောက်ထောက်ပံ့ရမယ်ပေါ့နော်။ဟိုမြေကြီးဝယ်တဲ့အခါဘလောက်ပံ့ပိုးရမယ်။ဟိုဖျားချောင်းဆောက်လာတဲ့အခါမှာဘလောက်ကူညီရမယ်ဆိုတဲ့စိတ်မရှိခဲ့ပါဘူး။ ဟိုဖခင်ကကိုလှုပ်ခိုင်းမဲ့အလုပ်ကိုကိုနဲ့ပဲလုပ်မယ်လို့ဆရာပြောတဲ့အတိုင်းပဲဟိုဖခင်တခင်ကထမ်းနိုင်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မို့အခြေလမ်းလမ်းခိုင်းတာဖြစ်တယ်လို့နော်အဲ့လိုယုံကြည်တဲ့အတွက်ကြောင့်ဟိုအတင်းတော်ဆလာတဲ့အခါမှာအရင်တော့ကကျွန်တော်တို့တီးခဲတဲ့ပုံစံမျိုးပေါ့နော်ဟိုမိုးကတဲတွေနဲ့ပါညာနဲ့ဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့နော်ဒီတစ်ခါတော့ဆဆချင်း အကောင်းဆုံးဖြစ်ရမယ်ပြီးရင်ကိုပိုင်မြေကြီးမှာစောက်ချင်တယ်အဲ့လိုဆုတောင်းခဲ့တာ ဆိုတဲ့ခါကျတော့ဘုရားကျေးဇူးတော်ကြောင့်မြေကြီးလဲအရာမခက်ခဲဘူးရသွားတယ်ဘောနော်ပြီးဘုရားကျောင်းကလည်းခဏတော်အတွင်းမှာပြီးသွားတယ်ဒါမဲ့ဟိုအခုလဲဆူတောင်းနေတာဖြစ်ပါဘောနော်ကျွန်တော်တို့တွေဘုရားကျောင်းကျဲတဲ့နေရာလှုပ်ချင်တယ်ဟိုဝိုင်းပြီးမှဆူတောင်းပေးပါဒီဘုရားကျောင်းကဒီနေရာကကျဉ်လွန်းတာဘောနော်ကျွန်တော်ရာကြီးနှစ်နှစ်သုံးနှစ်အတွက်ဟိုအားယူဖို့အတွက်နေရာတစ်ခုအနေနဲ့ဘုရားပေးခဲ့တာဖြစ်တယ်ဒါမဲ့ဘုရားကျောင်းအတွက်တော့အရန်ကျဉ်လွန်းတဲ့အတွက်ကြောင့်အ ਨੇ ဆုံး ပေးတရား150ပတ်လေလို့လိုချင်တာဖြစ်ပါတယ်အဲဒါကြောင့်မို့ဖျားကြောင်ရဖို့အတွက်လည်းအခုလည်းအခုကတည်းကနေစုတောင်းနေကြတာဖြစ်ပါတယ်တို့အဲဒါကြောင့်မို့အားလုံးလည်းစုတောင်းတတိယပေးပါပြည့်သာသနာပြုဆရာတွေနဲ့လည်းတွေ့ရတဲ့တို့ကြောင့်မို့ရဝန်တာတာဖြစ်ပါတယ်တကယ်ဝန်တာပါတယ်ဟိုအခုဒီမှာဟိုအတင်းတော်ဟိုသာသနာတော်ပြီးမှတနေရာမှာလုံနေတယ်လို့ပြောပေမဲ့ဒီမှာရှိတဲ့သာသနာပြုဆရာတွေနဲ့အများအားစိတ်ထဲမှာရှိတာဖြစ်တယ်အများအားရင်ထဲမှာရှိပါတယ်တို့အများအားလည်းစုတောင်းကူနေတယ် ဟိုအခုချိန်မှာတခါတလေတယောက်တယောက်မကူညီတင်တင်းမှုဆိုရင်တော့မနောက်မှာပေါ့နော်ဖျားကောင်းကြီးပေးလာတဲ့အခါမှာတော့ဟိုကူညီနေတဲ့အခြေလေးရှိလာမှာဖြစ်ပါတယ်။အဲကြောင့်မို့ဟိုတချို့သောသာသနာတွေကတော့ဩကျွန်တော်ဖျားကြောင်းဆောက်လာတဲ့အခါမှာဖျားကြောင်းကောင်းကောင်းမွန်မွန်ဆောက်ရဲဆိုတော့ပတ်စံအရန်ရှိမယ်လို့ထင်ကောင်းထင်ပဲပေါ့နော်။ဒါပေမဲ့ယုံကြည်ခြင်းနဲ့လုပ်တာဖြစ်ပါတယ်လို့အဲဒါကြောင့်ကျွန်တော်တို့ဒီအရာအားလုံးကဟိုဝိညာဉ်ကောင်းဆောင်တွေရဲ့အောက်မှာကျမ်းမာတဲ့ဝိညာဉ်လေးထုနဲ့ နေခွင့်ရခဲ့တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီလိုအခြေအနေမျိုးကျွန်တော်တို့တွေအမှုတော်ထဲမှာပါဝင်နိုင်တာဖြစ်ပါတယ်ယေရှုကိုတည်တည်ခန့်ချင်ပါတယ်လို့အားလုံးကိုဖျားကောင်းကြီးပေးပါစေဆရာတော့ဂျေဇုတင်နေဆရာကောင်းလုံးဆရာကောင်းလုံးရဲ့အမျိုးသမီးဆရာမထူးဆန်လည်းအရင်ပဲကြမှာပြီဖျားခင်ကောင်းကြီးပေးပြီးတောင်းတောင်းမြေဖြစ်ပြီးအာမင်ဆရာသူခောင်းရဲ့ ီးတော့နောက်ဘယ်သူအဲရွှေညောင်ပင် focus ပဲဖွက်တယ်မတ်တရပအောင်ရှိသေးလားဘယ်သူဘယ်သူရှိလဲအေးဟိုမှာဆီယမရူအစဝါ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 ကြည်စံကြည်စံကျမ်းမာတော့ကောင်းဆောင်ရဲ့လက်တွဲနေတဲ့ကျမ်းမာတော့ကောင်းဆောင်များဖြစ်တယ်အာမင်ထိုင်လို့ရပါပြီဂျေစုတင်ပါတယ် thank you